ယူကရိန်းစစ်ပွဲရဆိုင်ရေးမှာ UN ပါဝင်နိုင်ခြေကို အမေရိကန်နဲ့ရုရှားဆွေးနွေးယူကရိန်းစစ်ပွဲရဆိုင်ရေးဆွေးနွေးမှုတွေမှာကုလသမဂ္ဂ UN ပါဝင်လာနိုင်ခြေကိုအမေရိကန်နဲ့ရုရှားတို့ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်အမေရိကန်နဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဟာစစ်ပွဲရဆိုင်ရေးဆန္ဒညှိနှိုင်းမှုတွေကိုမတ်လ24ရက်နေ့တုန်းကဆော်ဒီအာရေဗျနိုင်ငံမှာပြုလုပ်ခဲ့ပါတယ် ဲ့ဒီဆွေးနွေးမှုဟာယူကရိန်းတနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခတ်ရစရေးဆိုတာမျိုးထဲအူရီယာတက်မှတ်ချက်ပိုကျင်းမြောင်းပြီးပင်လယ်ထဲမှာတိုက်ခိုက်မှုတွေရဆိုင်စေဖို့ကိုအထူးဥတည်ခဲ့ပါတယ်။အင်ဖြူတော်ကအဲ့ဒီဆွေးနွေးပွဲအသေးစိတ်ရက်လက်တွေကိုထုတ်မပြောခဲ့ပေမဲ့အပြစ်သဘောဆောင်တဲ့အကြေညာချက်တစ်ခုခုကိုမကြာခင်ထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့အမှတ်ချက်ပေးထားပါတယ်။ရီယက်မြို့ကတွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်တယောက်ကတော့မတ်လ25ရက်နေ့တုန်းက တဲ့သတင်းဌာနနဲ့တွေ့ဆုံချိန်မှာ UN နဲ့တခြားနိုင်ငံတချို့ကစစ်ရဲစားရဲမှာဘလို့အခမ်းကဏ္ဍမျိုးနဲ့ပါဝင်နိုင်မလဲဆိုတာကိုပါထည့်သွင်းဆွေးနွေးခဲ့တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ကိစ္စတိုင်းကိုရှုထောက်ပေါင်းစုံကဆွေးနွေးခဲ့ကြောင်းဆွေးနွေးမှုတွေဟာစိန်ခေါ်မှုတွေများပြီးစိတ်မသက်မသာအခြေအနေတွေလည်းရှိခဲ့ကြောင်းဒါပေမဲ့ရုရှားအတွက်ရော အမေရိကန်အတွက်ပါအများကြီးအသုံးဝင်ခဲ့ကြောင်းရုရှားလွှတ်တော်အမတ်ဂရီဂိုရီကာရာဆင်ကပြောပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ရုရှားအမေရိကန်နောက်ထပ်ဆွေးနွေးမှုတွေရှိလာမှာဖြစ်ပြီး UN အပြင်အမည်မဖော်ပြနိုင်သေးတဲ့တခြားနိုင်ငံအချို့လည်းပါဝင်လာနိုင်ခြေရှိတယ်လို့ရုရှားတန်အရာရှိဟောင်းတူလည်းဖြစ်တဲ့ကာရာဇင်ကမှတ်ချက်ပေးသွားခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။